BMS တွေအသင်းကိုသုံးခုပြည့်နဲ့ပထမကြောမှာအနိုင်ယူခဲ့တဲ့ဆင်းမြန်းကြီးသို့မဟုတ်ပရီးမီးယားလိရဲ့ဒုတိယလို့ပရီးမီးယားလိမှာဒုတိယဖြစ်ဖို့တေချာနေတဲ့အာဆင်နယ်တို့ဟာဒီပွဲမှာတကယ့်ကိုပေါက်ကွဲအားကောင်းကောင်းနဲ့လှပတဲ့ဂိုးတွေကိုလည်းတွေးခဲ့ရပါတယ်။ရိုက်ချက်ဂိုးอ่ะဆိုရင်လေရီဘတ်တိုကားလို့ချက် လှပရဲ့ free kick ကိုတော့ပြန်ပြီးတော့အမှတ်ရစေခဲ့ပါတယ်။ပထမပိုင်းစကတည်းကနှစ်သင်းလုံးတိုက်စစ်တွေဆင်ပြီးကစားခဲ့ကြပြီး chance တွေလည်းရခဲ့ကြပါတယ်။ဒါပေမဲ့နှစ်သင်းလုံးဂိုးကန်ခေနေကြလို့58မိနစ်ထိဂိုးမရပဲတည်ရက်လက်ထွက်ပေါ်နေချိန်မှာတော့ free kick ကနေပြီးလှလှပပကန်သွင်းပြီး Declan Rice ကအာဆင်နယ်အတွက်အဖွင့်ကိုရယူပေးသွားတယ်။ Rice ရဲ့ဒီသွင်းကိုကတော့ Brazil နဲ့ Real ကစားသမားဟောင်း Carlos ရဲ့ကိုယ်နဲ့ပုံစံတူနေခဲ့ပြီးတော့တိုက်ဆိုင်မှုအနေနဲ့ Carlos ကလည်းပွဲကြည့်စဉ်ပေါ်မှာရရှိနေခဲ့ပါတယ်။ဒါနောက်တော့ဦးဆောင်ကိုရရှိခဲ့ပြီး10မိနစ်ကြာမှာပဲ Declan Rice ကပဲနောက်ထပ် free kick ကိုပဲလှလှပပထပ်မံသွင်းသွားပါတယ်။ Rice ရဲ့သွင်းကိုတွေကလှပပြီးအဆင့်တန်းရှည်လွန်လာကြောင်းနီးပြအာဒီတာနဲ့ပြိသက်တွေကပါ ချီးကျူးခဲ့ကြပါတယ်။ဆင်မြန်ကြီးတို့ဟာနှစ်ကိုးစီးတို့ဆိုတဲ့ရလနဲ့ဥဆောင်နေခဲ့ပြီးပွဲကစားချိန်85မိနစ်မှာပဲမာရီနိုကတတိယမြောက်ဥဆောင်ကိုထပ်မံရယူပေးသွားပါတယ်။ပွဲစဉ်မှာအာဆင်နယ်အသင်းကအနည်းငယ်ရီယယ်မက်ဒရစ်အသင်းနဲ့အားသာနေတာကိုတွေ့ရပါတယ်။ဒီနိုင်ပွဲကြောင့်အာဆင်နယ်အသင်းကရီယယ်မက်ဒရစ်အသင်းနဲ့တွေ့တိုင်းရလကောင်းနေဆိုတဲ့ရလကိုဆက်လက်ထိန်းသိမ်းသွားနိုင်ခဲ့ပြီးတော့နောက်တစ်ဆင့်တက်ဖို့အတွက်လည်းအခြေအနေကောင်းသွားခဲ့ပါတယ်။ ဒုတိယကြော်မှာမဖြစ်နိုင်တာတွေကိုလုတ်ပြတတ်တဲ့အန်ဆန်လော့တီကပဲနိုင်ရောက်သွားမလားအာတီတာကပဲဆက်လက်ပြီးတော့နောက်တစ်ဆင့်ကိုတက်သွားမလားဆိုတော့စိတ်ဝင်စားစရာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဘွဲစဉ်ရဲ့ Man of the Match ဆုကိုတော့ Declan Rice ကပဲရသွားခဲ့ပြီးတော့ Arsenal အသင်းကလည်းနောက်တစ်ဆင့်တက်ဖို့အတွက်အသေးစားတော့ရှိနေခဲ့ပါတော့။ဇာပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီးတော့လှပတဲ့သွင်းကိုတွေလည်းတွေ့ခဲ့ရလို့ Arsenal ကိုဒီဗီဒီယိုလေးနဲ့ဂုဏ်ပြုလိုက်ရပါတယ်ခင်ဗျာ။